ဒီခေါက်မှာတော့ကျွန်တော်တို့ရဲ့ချစ်တော်ဂျော်ရှူအာဘန်နဲ့ပန်တိုချာပွဲကိုပြန်လည်ဆွေးနွေးရမယ်ဆိုရင်ပရိသတ်တွေတော်တော်များများကကျွန်တော်တို့ဂျော်ရှူအာဘန်လေးကိုဘလို့စိုးရင်ကြားလဲဆိုတာပါပဲပန်တိုချာကဘယ်ဖိုက်တာမျိုးမဆိုဘလို့မျိုးလာလာဘလောက်ပဲတော်တော်ဆိုတဲ့သူတွေအကုန်လုံးကိုသူကဖြိုခဲ့ပါတယ်သူ့ရဲ့မဟာချုပ်ခွက်ကြီးကအရန်ကိုကောင်းလွန်းတဲ့အတွက်ကြောင့် UFC ဖိုက်တာတော်တော်များများကလည်းအဲ့ဒီချုပ်ခွက်ကို ပန်တိုကြောင့်ကာကွယ်ဖို့အတွက်ကတော်တော်ကိုလေ့ကျင့်ရမယ်လို့ပြောထားကြပါတယ်။ဒီနောက်ပိုင်းမှာကျွန်တော်တို့ရဲ့မြန်မာပြည်သက်တွေတော်တော်များများကလည်းအဲ့ဒီချုပ်ခွဲကြီးကိုကျွန်တော်ရဲ့ဂျော်ရှူအပန်ကြီးကကာကွယ်နိုင်မလားဆိုတာကိုတော်တော်စိုးရိမ်နေကြပါပြီ။ပန်တိုကြောင့်ချီချီဝူဝေးတိတ်ပြီးတော့စကားမပြောပါဘူး။အဲ့ဒီချုပ်ခွဲကိုအဲ့ဒီချုပ်ခွဲနဲ့ပဲကျွန်တော်နိုင်သွားမယ်လို့သူကတော့ကြွေးကြော်ထားပါတယ်။ရန်ကုန်ခနာလေးနဲ့ကျွန်တော်နိုင်ယူသွားလိမ့်မယ်။ နာလေးနဲ့အပြတ်ရှင်းသွားလိမ့်မယ်ဆိုပြီးတော့သူကြွေးကြော်ထားပါတယ်စာကတဲ့ကောင်ကိုအဲ့ဒီတော့အဲ့ဒီလိုဖြစ်လာမလားဆိုတာကိုကျွန်တော်တို့စိုးရိမ်ကြီးနဲ့အားလုံးပဲစောင့်မျှော်နေကြတော့မှာပေါ်ရလဲနီးထက်နီးလာပါပြီပရိသတ်တို့ရေအဲ့တော့ကျွန်တော်တို့က promotion ကြီးမခါပါဘူးကျွန်တော်တို့ကအတန်ငယ်ရွယ်နဲ့ကို24နှစ်ဝင်းကျင်မှာကျွန်တော်တို့ပန်ကြီး UFC လိုနေရာမျိုးကြီးမှာနေရာယူပြီးတော့ချန်ပီယံခပ်ကိုစားပြီးတော့စိန်ခေါ်နေပါပြီအဲ့တော့ UFC fighter လောကမှာ fighter တော်များများက24ဝင်းကျင်လောက်မှာ champion ကပတ်ကိုစိတ်ခေါ်ဖို့ဆိုတာတိတ်ပြီးတော့ခက်ရှားရှားရပါဒီတော့ fighter တော်များက champion ကပတ်ကိုစိတ်ခေါ်ရတဲ့အသက်အရွယ်ပိုင်းခြားတစ်ခုပြောရမယ်ဆိုရင်28နှစ်30ဝင်းကျင်ဒီပါပဲအဲ့ဒီအသက်အရွယ်အပိုင်းမှာပဲစိတ်ခေါ်ကြတဲ့သူတွေများပါတယ်ကျွန်တော်တို့မြန်မာ fighter Joshua Ban ကတော့တကယ့်ကိုကံကောင်းပြီးတော့တကယ့်ကိုတော်တဲ့ကလေးပါဒီတော့ကိုတချို့အရာတွေအတွက် တတော်ကိုစိုးရင်ရတဲ့အပိုင်းပါပါတယ်ဒီပွဲကပန်တူကြပဲစားသွားမလားကျွန်တော်ဂျိုရှူအမ်ပဲစားသွားမလားဆိုတော့ကိုရန်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ